အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ချစ်ပိတ်တတ်များအားလုံးနေကောင်းကျမ်းမှန်ကြရလားဒီနေ့ကျွန်တော်ပြောရမယ့်အကြောင်းအရာကတော့လူသိနေခဲ့တဲ့ရှုဝိညာတုဒ္ဓစစ်ပွဲအကြောင်းပဲဖြစ်ပါတယ်။တချိန်ကအမေရိကန်တွေဟာစစ်ပွဲတစ်ခုအနံ့ရပွင့်ရင်တွေယာတိဝုဒ္ဓကိုထိ ंछ ုပ်ပြီးမှလင်းနေတဲ့ပွဲအသုံးပြုခဲ့တာသိကြပါရဲ့လား။ဒါတော့လူသိနေခဲ့တဲ့စစ်စင်ရဲ့အခုပဲဖြစ်ပါတယ်။ဒီစစ်စင်ရဲ့တမန်မှာသူစင်စုံခန်းကဏ္ဍများတွေပါဝင်ခဲ့ရပါတယ်။ အမေကန်ပီတာဆူဟာမြောက်ဗီနန်ပေါ်ရှုဝဲမိုးရွာဆက်ခဲ့တာဖြစ်ပါတယ်။ဒီရှုဝဲမိုးကတော့အဲ့မျက်စင်မဟုတ်ပဲနဲ့စစ်စင်ရဲရန်တာဖြစ်ပါတယ်။ဒီဗီနန်စစ်ပွဲမိမဆင်တွင်1960ခုမှ1990နှစ်ထိ လွတ်ဆောင်ခဲ့တော့ထိတ်တန်းရှုဝဲမှုမိုးလေဝါဒစစ်ပွဲအစီအစဉ်ပဲဖြစ်ပါတယ်။ဒီဟာကို Operation Popel စပီမနာမည်ပေးထားပြီးမှဒါဟာမယုံနိုင်စရာကောင်းလောက်အောင်ဇလန်ဘုတ်ဖြစ်ခဲ့ရပါတယ်။ဒီလွတ်ဆောင်ချက်ကအလွန်တိကျထားတဲ့ရှုဝဲမှုတစ်ခုလည်းဖြစ်ခဲ့ရပါတယ်။ ဗီနက်စ်ပွဲမှာမြောက်ဗီနက်ကွန်မြူနီအစိုးရနဲ့အမေရိကန်ပြည်တော်စုကြောက်ထောက်နောက်ခံပေးထားတဲ့တောင်ဗီနက်အစိုးရတို့ကြားတပ်ပွဲဟာရှုပ်ထွေးပြီးမှရေစစ်ချက်ချုပ်ခဲ့တဲ့အနည်းပကစစ်ပွဲတစ်ခုပဲဖြစ်ခဲ့ပါတယ်။ဒီစစ်ပွဲမှာအမေရိကန်နဲ့တောင်ဗီနက်နဲ့တက်စစ်တပ်စစ်စင်မှုများစွာကြုံတွေ့ခဲ့ရပါတယ်။ဒါကြောင့်ဒီစစ်ပွဲချင်းမှာအမေရိကန်တပ်ဖွဲ့ဝင်အတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဟာ မြောက်ဗင်းနဲ့အတွက်နည်းနည်းရစ်ခံများပို့ဆောင်ဖို့ရဲ့အတွက်ဖောက်လုပ်ထားတဲ့ဟိုချင်မင်းလမ်းကြောင်းပဲဖြစ်ပါတယ်။ဒီဟိုချင်မင်းလမ်းကဘာကြောင့်ဟိုချင်မင်းလမ်းဖြစ်လာရလဲ။လူတက်ကဘာစစ်တန်ခင်ကဗင်းနဲ့ဟာပင်တိကိုလိုနီပြစ်ခဲ့ပြီးညပေါင်60ကျော်လောက်ကိုလိုနီလက်အောက်ကိုတိုက်ရောက်ခဲ့ရပါတယ်။ဒါပေမဲ့1965ခုနှစ်စစ်ပြီးဆုံးပြီးနောက်ဗင်းနဲ့များဟာလွတ်လပ်လာခြင်းကြပါတယ်။ဒါပေမဲ့ပင်တိဟာဗင်းနဲ့ကလည်းမထွက်ပါခြင်းကြပဲ။ဒါကြောင့်ဗင်းနဲ့ဟာပင်တိကိုဘိုးနီနီးပါးကြ စစ်ပြန် တက်ခဲ့ရပါတယ်။မြောက်ဖင်းနဲ့ဟာတရုတ်ရဲ့ရင်ကျေးမှုနဲ့တလဲထုံးတမ်းများဖြင့်ရှင်းလျားစွာဥဇံလွမ်းမှုမှုချိခဲ့တဲ့အတွက်ကြောင့်ဟိုချီမင်းဒီကွန်မြူနီဝါဒကိုလက်ခံယုံကြည်လာသူဂျင်းနန်ကောင်းဆောင်သူဖြစ်လာခဲ့ရပါတယ်။ပြန်ပြီးတော့ကိုလိုနီကိုလိုလားသူနဲ့ဘလူလားသူရဲ့တစ်ဖွဲ့ပွဲလာရပါတယ်။ ဒါကြောင့်ဟိုချင်မင်းဟာမြောက်ဗီယက်နမ်ကိုဦးဆောင်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။မြောက်ဗီယက်နမ်ကတော့ဆိုဗီယက်ယူနီယံနဲ့တရုတ်ကဲ့သို့ကွန်မြူနီများကထောက်ခံခဲ့ပါတယ်။ကိုလိုနီကိုမကြိုက်တဲ့တောင်ဗီယက်နမ်ကတော့နီကိုဒင်းဒင်းကဦးဆောင်ပြီးမှတောင်ဗီယက်နမ်ဆူရကိုအမေရိကန်နဲ့အခြားအနောက်နိုင်ငံများကထောက်ခံလာခဲ့ပါတယ်။ဒီလိုနဲ့ပြည်တွင်းစစ်များကပြန်ဖြစ်လာပါတယ်။ဒါကြောင့်ဟိုချင်မင်းလမ်းဟာမြောက်ဗီယက်နမ်တပ်တွေအတွက်တက်သွေးကြောတစ်ပွဲဖြစ်လာရပါတယ်။ ဒါဟာတခုတည်းအတွက်နိုင်မဟုတ်ခဲ့ပါလာအိုကမ်ဘောဒီးယားနဲ့ဗီယက်နမ်တို့ကိုဖျက်ရွက်သောတော်မြေပြင်များကိုဖျက်ထားတဲ့လမ်းဖြစ်ပါတယ်မန်ပေါင်း9940ကျော်ရှည်လျားတဲ့ရှုဝဲလမ်းကြောင်းပဲဖြစ်ပါတယ်ဒါတွေကိုအမေရိကန်စစ်တပ်ဟာ မြောက်ဝင်းနဲ့တက်များဤထောက်ပတ်ရေးပစ္စည်းများလမ်းကြောင်းများတခြားနေကွေးသွားစေရန်အတွက်စစ်ဆင်လာခဲ့ရပါတယ်။ဒီလမ်းကလာအိုကမ်ဘောဒီးယားနဲ့ဗီနန်တို့ကိုဖြတ်ပြီးမှဖောက်လုပ်ထားတဲ့အတွက်ကြောင့်ဗီနန်တက်တော့အလွန်အရေးကြီးလာပါတယ်။ဒါကိုအမေရိကန်တက်များဟာလေရင်ဖြစ်ပုံကျိတ်ခဲ့ပါတယ်။ဒါပေမဲ့လောက်ပဲပစ္စည်းပစ္စည်းခဲ့ပစ္စည်းနေတဲ့လမ်းများကို မြောက်ဗီနန်တပ်များကလင်းမြစွာပြုပြင်နေခဲ့ပါတယ်။မြောက်ဗီနန်များလင်းမြစွာပြုပြင်နေတဲ့အတွေ့အကြုံတောင်ဗီနန်နဲ့အမေရိကန်တပ်တွေတွေ့တော့စစ်ပစ်ခဲ့ရပါတယ်။ဒါပေမဲ့အမေရိကန်စစ်ဗျူဟာပညာရှင်များကအလွန်ထူးဆန်းတဲ့ဗျူဟာအကြဉာဉ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အကောင်ဟာတိပံဝုထုတစ်ခုလိုဖြစ်လာခဲ့ရပါတယ်။1960ခုနှစ်အမေရိကန်လက်တပ်နှင့်စစ်ဖက်တပ်ပညာရှင်များက Operation Popular Sisyphus ကိုစတင်လာခဲ့ရပါတယ်။သူတို့ရဲ့ပန်းနံကတော့အရှက်တောင်အရှက်တွေ ေးမှုတူရတဲ့ကိုတူချက်ရံနဲ့ဆွေးဆန့်ရတဲ့ဖြစ်ပါတယ်။ပုံမှုမိုးရလာအောင်လို့ဆောင်ရတဲ့ပုံမှုမိုးရလာတဲ့အခါမှာလမ်းတွေမှာရေချန်ပြီးမှရွှေတွင်ပြောင်းလာစေရန်နောက်ပြီးရန်သူတပ်တွေရဲ့ရင်တွေကိုနင်းကလေးစေရန်အတွက်ဖြစ်ပါတယ်။ဒါကြောင့်ဒီပို့ဆောင်ရဲ့လုပ်ငန်းတွေဖိရှားပို့ရန်အတွက်အမေရိကန်က cloud seeding ဆိုတဲ့နည်းလမ်းများကိုအသုံးပြုလာခဲ့ရတာဖြစ်ပါတယ်။ ဒါတော့ဒီစစ်စင်ရဲကိုလှုပ်တဲ့အခါမှာစစ်မဟုတ်ပင်နဲ့ရှုပ်ဖြစ်အောင်လှုပ်ပါဆိုပြီးမှစံပုတ်ကိုအသုံးပြုရဲစစ်စင်ရဲကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။1969မတ်လ20ရက်နေ့မှာစတင်ရဲအရှိတအားရှတွေ မောရတီတန်းမလမနဝင်ဘာလအထိမောရတော်ဆင်ခဲ့ပါတယ်1990နှစ်တိတင်တက်မျိုးစစ်ထုတ်ချင်းမစ်ရှင်များပြုတ်လုခဲ့ပါတယ်ဒီမစ်ရှင်များပြုတ်လုတဲ့အခါမှာ T300 3စီးနဲ့ F4C နဲ့အပဝင်းထိုးလေရင်များဟာဘိုချင်းမီလန်းတစ်လျှောက်ကိုပြင်မှတ်ထားပြီးမှစတင်ပြန်ဝင်လာခဲ့ပါတယ် လေမှုများဟာတင်တက်များရှိတဲ့နေရာတွေကိုဝင် IO တိုင်းနဲ့ KIO တိုင်းအမုံမွားကိုကျေချခဲ့ပါတယ်။ဒေတာတို့ပြည့်စုံများကတင်ွေရီဖွဲ့စုမှုဆိုင်ရာနျူကလ িয়ার တပွဲဖြစ်လို့ဆောင်ရတဲ့အရာဖြစ်ပြီးရေစက်ငယ်များကိုစုယူစေပြီးမှအမုံမွားလေးများမှမိုးတင်များစုပုံလာစေပြီးမိုးရွာချလာစေဖြစ်ပါတယ်။ဒီစစ်စင်ရေးကိုစတင်လှူဆောင်လာတဲ့အခါမှာစင်ဟုတ်ပင်နဲ့ရှုပ်ပြအောင်လုပ်ပါဆိုပြီးမှစံပေါ်ကိုအသုံးပြုရဲ့စစ်စင်ရေးကိုစတင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် DRD ကတော့အောင်မြင်ဆုံး project စစ်ဆင်ရင်းတစ်ခုပဲဖြစ်ခဲ့ပါတယ်။သူတို့လို့ဆောင်လိုက်တဲ့အခါမှာဝန်ရတုံးမှုများကပုံမှုတိုးပွားလာတဲ့အတဲကြောင့်တော်လိုင်းများဟာမြေပြူမှုများဖြစ်လာတယ်။နောက်ပြီးချောင်းများဟာလည်းမြင့်ရတဲ့ဖွယ်ဖြစ်လာခဲ့ရပါတယ်။ဒါကြောင့်ယာယီတရားဖြစ်တဲ့ချောင်းကိုမြေကိုတရားတွေဟာမျောပါသွားခဲ့ရပါတယ်။ဒါတွေကြောင့်မြောက်ပြင်းနဲ့တက်တာတွေအတွက်ကုန်တင်များနဲ့ထောက်ပံ့တပ်ဖွဲ့ဝင်များတွေတော့ဒေါ်လာရခက်ခဲဆင်လာခဲ့ပါတယ်။ ။တချို့နေရာများတယ်ဆိုတော့ငိုးရသူငုံကတော့30ရာခန့်လုံးနဲ့40ရာခန့်လုံးအထိရွာချလာခဲ့ပါတယ်။ဒီစစ်စင်ရဲ့ဟာရှုဝေးစစ်စင်ရဲ့ဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုတွေတိခဲ့လဲဒီစစ်စင်ရဲ့မှာအိကတိခဲ့သူကတော့အကန်တမ်တာနဲ့စစ်တပ်ထက်ကစစ်တဲအရာရှိတချို့သာတိခဲ့ရတဲ့စစ်စင်ရဲ့ပဲဖြစ်ပါတယ် အထူးဖြစ်အမေရိကန်တပ်သားနဲ့သူ့ရဲ့မဟာမိတ်ဖြစ်တဲ့တောင်ဗီယက်နမ်အစိုးရတို့တွေတောင်မတိခဲ့ရပါဘူး။ဒါကြောင့်နိုင်ငံတကာတွေလည်းဒီအကြောင်းအရာတွေကိုမတိခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့1958ခုနှစ်မှာပင်ဒီကိုစစ်ဌာနချုပ်ကအသိလူတို့က၎င်းနဲ့ပတ်သက်တဲ့အချက်လေးတွေကိုပေါက်ကြားဆဲလာဖြစ်ပါတယ်။တထောက်ကိုရခွင့်စစ်ခုနှစ်ပင်ဒီကိုစစ်ဌာနချုပ်မှအသိလူတို့ထံမှဒီတည်င်းချက်လက်များကပေါက်ကြားလာခဲ့ရပါတယ်။ နောက်ဆုံးသတင်းတော့ Jack Anderson က Operation Popper ဆိုပြီးမှအပြင်နဲ့ဒီအထံတင်စာမျက်နှာပြပါပေါ်ပြလာခဲ့ပါတယ်။ဒါကြောင့်ရာကအမေရိကန်ကွန်ကရစ်လို့တော့ပါဝင်လူများစုကနောက်ပိုင်းမှာတိခဲ့ရတဲ့အရာလည်းဖြစ်ပါတယ်။နောက်ဆုံးခေါ်ထုတ်လိုက်တဲ့အခါအမေရိကန်စစ်တပ်တွေဟာရာတီဥဒုကိုလက်နက်အဖြစ်အသုံးပြုနေခြင်းကိုလူများကတိခဲ့ရတဲ့အခါတောင်းလုံးချာချာသွားခဲ့ရပါတယ်။ ညအကြောင်းရတွေကိုတည်သွားတဲ့အခါမှာလူတွေဟာအချင်းချင်းငိမ့်ခုံမှုများငင်းပွားမှုများရှိလာပြီးမှတကကလည်းအရေးပေါ်ဆွနေမှုတခုလောက်ခဲ့ရပါတယ်။တထောက်ပွဲရ80ခုမှာနိုင်ငံပေါင်း85နိုင်ငံကျော်ဟာဘာဝပတ်ဝန်းကျင်ပြည်ပြွေးမှုရေးဆိုင်ရာ convention ကိုပြုလုပ်ခဲ့ပြီးမှလက်မှတ်ထိုးခဲ့ရပါတယ်။ ဒါတွေကအချက်တောင်အရှာရေးရှေ့ရေးပတ်ဝန်းကျင်ဆိုင်ရာတရားမှုများနဲ့ပတ်သက်၍စိုးရိမ်မှုများစွာရှိလာစေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒီမိုးတင်မျိုးဆက်ဟာကောက်ပေးတင်းနဲ့များရေပေးဝင်မှုနဲ့ကေဟာစနစ်များကိုတိကျက်ဆင်နိုင်ပြီးမှမလိုလားအပ်တဲ့အကျိုးဆက်များရှိနေတဲ့အတွက်ကြောင့်ဒီအရာကိုဒီတမိခေရတာဖြစ်ပါတယ်ဒီတမိခေတင်ရအများရင်းစာချုပ်မှာချုပ်ဆိုခဲ့ရပါတယ်ရင်းစာချုပ်ဟာယနေ့ထိတည့်ဝင်နေစေဖြစ်ပါတယ် ဒီ operation proper စစ်စင်ရဲ့ဟာမဆေယာဆိုရအထူးခြားဆုံးနဲ့လူတည်နေခဲ့တော့စစ်စင်ရဲ့တခုတည်းမှာဆက်ဖြစ်ပါတယ်1969မှ1990နှစ်စစ်ပွဲဟာစစ်ကိုရင်ဆန်ပြီးလူနေစုအတွက်တိပ္ပံနေပြည်နာပြည်လက်စားခဲ့တဲ့စစ်ပွဲတစ်ခုပဲဖြစ်ခဲ့ပါတယ်ဒီအကြောင်းရတဲ့ကိုကြည့်ချင်းအားဖြင့်စစ်ဖက်ပြည်ဟာမြန်မြန်တိတွမ်းနေပြီကိုပြသနေတာဖြစ်ပါတယ် ကတော့ချင်းများလံကူများကလည်းပြည့်စည်သွားမှာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ပြောသွားတဲ့အကြောင်းအရာကတော့တဘာဝရာဒီဥတို့ကိုလင်းနဲ့တစ်ခွက်အသုံးပြုပြီးမှဆစ်စင်ရင်လောက်ခဲ့တဲ့အကြောင်းအရာမျိုးဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ပြောသွားတဲ့အကြောင်းအရာအားဖြင့်အဆုံးတစ်ခုဘုဒ္ဓတရားဓာတ်ရောက်ခဲ့လို့ရှင် Subscribe လေးနဲ့တပုံရက်တောင်းဆိုလိုပါတယ်။ဒီနေ့ဗီဒီယိုကအားလုံးလေးပါ။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။